ရန်ကုန်ပြည်နိုင်ပွဲနဲ့ကလကပပလာမရှက်ချမ်းနေတဲ့နူဘူးအလုံးမဲမင်္ဂလာပါနူဘူးတို့ကတော့ပြီးခဲ့တဲ့ရာသီမှာအရင်သစ်တွေကတည်းကဆိုင်ရင်ဆန်းဆောင်ရင်လည်းရလပန်းချဆင်းမှုတွေရှိထားခဲ့ပြီးတော့ထင်တယ်လို့လည်းဖြစ်မလာခဲ့ပါဘူးစူပလာလက်မဲ့ရာသီတစ်ခုလည်းဖြစ်ခဲ့ရပြီးတော့ FA ပလာဖိုင်နယ်မှာလည်းဖန်သားနန်းတော်တို့ကိုရှုံးနေခဲ့ရပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာဒံပလာဝင်းတနီယာကိုတော့ရယူနိုင်ခဲ့ပါတယ်နူဘူးတို့ကယခုနေ့နေရာသီပြောင်းရှေ့စီကွက်မှာတော့ရှေ့ကြီးတွေအပြေထားခဲ့ပါတယ်ဒီနေ့မှာတော့နိုဘူရိုပရီးမီးယားလိဂကိုပြန်လည်လွှမ်းမိုးနိုင်ဖို့အတွက်အဆောင်ကိုစူးစမ်းနေကြတာကိုလည်းတွေ့ရပါဗျ။ လရှိကလပ်ကဘဗလာမှာလေနူဘူးရုပ်ချက်ကျမ်းပြနေကြတာပါကလပ်ကဘဗလာရဲ့အောက်ဆုအဆင့်၃ခွဲမှာနူဘူးရုပ်ကပဲရန်လုံးပြေးနိုင်ပွဲနဲ့အတူအောက်ဆုဘူအဖြစ်နဲ့နောက်တစ်ဆင့်ကိုတက်လန်းသွားခဲ့ပါပြီအောက်ဆုနောက်ဆုံးပွဲမှာဆိုရင်တော့နင်ဂျာအသင်းနဲ့ထိတိုက်တွေ့ဆုံနေခဲ့ပါတယ်နင်ဂျာနဲ့နူဘူးရုပ်ဆိုတော့ပွဲရလဲချိန်နေရှိမယ်လို့ထင်ထားခဲ့ပေမဲ့တကယ်တမ်းမှာလုပွဲကြီးဖြစ်နေခဲ့ပါတယ်လုပွဲဆိုတာမင်းကြတော့အလောက်ခံရတဲ့ပွဲကိုပြောတာပါ ီနေ့မှာတော့မင်းကြားနဲ့နိုဘူးတို့ရှင်ပြိုင်ခဲ့ကြတယ် FIFA Club World Cup ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။နိုဘူးရဲ့ကွင်းလင်မှာရိုဒီလည်းပြန်လဲပါဝင်လာခဲ့ပြီးတော့အသက်ခေါ်ယူထားတဲ့ range တာနဲ့ဘာနာဒိုတို့လည်းပွဲထွက်လာပါတယ်။အထောင်တိုက်စစ်နေရာမှာတော့ဆေးရုပ်ကြီးဟာလန်အစားမာမွတ်နဲ့ပွဲထွက်လာခဲ့ပြီးတော့တောင်မန်မာတို့ဒိုကုနဲ့စာပင်ညီလို့ဖြစ်ပါတယ်။ ။ကန်စက်မှာတော့အကန်ကြီးရူဘင်ဒီယက်စ်နဲ့စိုက်ပတ်နေရာမှာတော့နအူရီနဲ့နူညက်တို့ဖြစ်ပါတယ်။မင်ဂျာတင်ရဲ့တိုက်စစ်မှာတော့ဖလာဟိုဘစ်ကပဲဦးဆောင်လာခဲ့ပြီးတော့သူတကီကျက်ပွဲကစားသမားလေးရေးတက်စ်ကအယံခုံမှာပဲရှိနေခဲ့ရပါတယ်။နအူရီကတော့ပွဲစကတည်းကအပြန်လန်သွင်းကိုတွေတွင်ခဲ့ကြပြီးတော့၉မိနစ်မှာပဲဒိုကူရဲ့ဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းပွဲချိန်၁၇မိနစ်မှာမင်ဂျာအသင်းအတွက်ကုမိုင်နာကချီပါကိုတင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပွဲချိန်26မိနစ်မှာကာလူလူရဲ့အုံကိုကြောင့်နိုဘူရိုပထမပိုင်းမှာတည်းမဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။နိုဘူရိုကတပွဲလုံးဘောလုံးပိုင်ဆိုင်မှုအတန်းအကျယ်ကိုပြားပေးကစားသွားခဲ့တာပါ။ဒုတိယပိုင်းမှာတော့နိုဘူရိုကဟာလန်၊ဆာဗီညိုနဲ့ဖိုဒန်တို့ရဲ့ဂိုးတွေနဲ့အတူဂိုးပြရလာတစ်ခုကိုရရှိသွားခဲ့ပါတယ်။မင်ဂျာတို့အတွက်အဆက်ပြေဂိုးတစ်ခုကိုတော့ဗလာဟိုဗစ်ကမိနစ်80ကျော်မှာသင်ယူပေးခဲ့တာပါ။မင်ဂျာတို့ကတပွဲလုံးပိုင်ခွင့်ရေးနှစ်ချိန်သာရခဲ့ပြီးတော့အဲ့ဒီနှစ်ချိန်ကိုလည်းဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပွဲကတော့၅ခု၅ခုဆိုတဲ့ရာလန်းနဲ့ပြီးဆုံးသွားခဲ့ပြီးတော့နှုတ်ဘူးတို့ကပဲအုပ်စုဘူနီယာကိုတလန်းသွားခဲ့ပါတယ်။နှုတ်ဘူးတို့ကဆချောက်တင်းအစ်စ်မှာ sorry club အဟီလဲတင်းနဲ့ရင်ဆိုင်သွားမှာဖြစ်ပါတယ်။လက်ရှိနှုတ်ဘူးတို့ရဲ့ခြေစွမ်းကြောင့် club ဘဘလာမှာချန်ပီယံဖြစ်နိုင်တဲ့အသင်းတွေထဲမှာထပ်တွက်ထားရတော့မှာဖြစ်ပါတယ်။အဆုံးလေးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။